ဒီမှာလောကကြီးမှာစင်နာကောင်းရင် ကံကောင်းမယ်လို့တချို့လူတွေပြောနေကြတာအဲ့ဒါဂျင်းစကားပါတကယ်တမ်းစင်နာကောင်းတဲ့လူတွေဆိုလို့ရှိရင်နေရာတကာတိုင်းမှာအများတဲ့ခိုင်းစားလဲခံရတယ်လူဘဝလဲခံရတယ်ဆိုတာမသိတဲ့လူတွေမှတ်ထားကြပါရှင့်ဟာဒုက္ခပါပဲဟာဘယ်ရစေတနာကောင်းရင်ကံကောင်းမယ်ဆိုတာဂျင်းစကားဖျက်ရမှာတော့အဲ့ဒါဖျားစကားငါညီမရဲ့ဖျားစကားဖျားစကားအဲဖျားတော်မှာဂျင်းဖျက်ရသေးတယ်နော် ဖရာတော်မိသည်ဘယ်တော့မှ မဟုတ်တာမပြောဘူးတခွန်းသီးသောစကားဝယ်ပြောတယ်အဲ့ဒီစကားကလည်းလုံးဝမှန်တာပဲပြောတယ်စေတနာကောင်းရင်ကံကောင်းမယ်ဆိုတော့ဘဲကခြင်းစကားမှာတော့ဖရာစကားညီမရဲ့ဖရာစကားဖရာကဟောထားတယ်စေတနာဟံဘိကဝေကမ္မံဝရာမိတဲ့နော်စေတနာကောင်းလို့ရှိရင်ကံကောင်းမှာပဲနော်ညီမတို့ကပြောမယ်ဆိုလို့ရှိရင်စေတနာကောင်းတဲ့လူကသူများကိုခိုင်းစားတယ်အဲနောက်ပြီးလို့ရှိလို့ရှိရင်အနိုင်ကျင့်ခံရတယ်ဆိုတာ เนาะညီမတို့စေတနာကောင်းကင်းတာသွားပြီးနွားကြခံခိုင်းတာမဟုတ်ဘူးလေခိုင်းစားခံရတာအနိုင်ကျင့်ခံရတာတော့ကိုအားရင်လဲတဲ့လူကတော့ကိုကိုလုံမှာပေါ့နော်သွားပြီးနွားကြခံခိုင်းတာမဟုတ်ဘူးသူကတလားကိုကိုဒါလှုပ်တင်လားမလှုပ်တင်လားသူများခိုင်းနိုင်လိုက်လုံးအောင်အယူတွေလားလို့နော်သူများအနိုင်ကျင့်ဘူကြတာတိုင်းလိုက်ခံနေအောင်အယူတွေလားနော်စေတနာကောင်းရင်ကံကောင်းမယ်ဆိုတဲ့ဇာကား နော်အဲ့ဒါဂျင်းစကားမဟုတ်ဖះရှင်ကိုတော်မြတ်ကြီးကိုတိုင်ဟောထားတဲ့စကားနော်ညီမတို့အခုဟိုတခါကြားလို့ရှိလို့ရှင်တွေ့တယ်ဗါလဲအလှူတွေပါလိုက်လုံနေအဲ့အဲ့ဒီရဲ့စေတနာတွေညီမတို့အကျိုးပေးလိမ့်မယ်စေတနာဆိုတာကံ တချို့ကကြတော့ဘာဘာတွေတွေးမတက်လဲဆိုတော့ဒီဘဝမှာငါတို့ကောင်းတာလောက်လဲညီမတို့လိုမျိုးပေါ့ကောင်းတာတွေလိုက်လောက်နေဒါမှကောင်းတဲ့ဂျိုးမကန်သားရအောင်စစုပ်ပဲပြက်နေဒီပတ်စံလည်းမရှိပဲနေရတယ်အဲ့ခါကျတော့လူတွေကအတွေးချော်လာအောင်ငါကောင်းတာလောက်ရနေငါလည်းသူများလိုချက်ချင်းသက်သာမနေရအောင်အဲ့လိုအတွေးမချော်သွားနဲ့ဒါညီမတို့အခုကောင်းတာလောက်တဲ့ဥစ္စာတွေအဲ့ဒီကောင်းတဲ့ဥစ္စာတွေညီမတို့မခံစားရသေးလို့ဒါအရင်ဘဝကညီမတို့အခုလက်ရှိနေရတယ်ဆိုတာကအရင်ဘဝကညီမတို့မလောက်ခဲ့တဲ့ဥစ္စာဒီအကုသိုလ်ကံလေးတွေခံစားနေရလို့ဒီလိုမျိုးနေရတယ်တကယ်လို့အဲ့ဒီအကုသိုလ်ကံတွေကုန်ပြီညီမတို့လောက်တဲ့ကုသိုလ်ကံ နေခန်းစားတဲ့ခါကျညီမတို့ဒီထက်မကတောက်တောက်ပဲပြောင်းနေနိုင်လိမ့်မယ်နော်အဲ့တော့သွားပြီးတော့လဲထွက်မသွားနဲ့ညီမတို့အဲ့ဒီစကားဘာလို့ပြောတာဘာလို့သင်မေးတာတော့စေတနာကောင်းရင်ကံကောင်းနဲ့ဆိုတာဂျင်းစကားဆိုတော့ဘာလို့အသင်မေးလိုက်တာတော့လို့နော်နည်းနည်းပါးပါးလေးလေးလာပါငါနှမတွေရဲ့ငါညီမတွေရောနော်အပြစ်ပြောတာမဟုတ်ဘူးနော်တီးစီချင်းလို့ပြောပြတာအဲ့ဒါဖះရဲ့စကားနော်ညီမတို့က ပြောမယ်ဆိုလို့ရှိရင်စေတနာကောင်းကောင်းထားခိုင်းတာလေသူများကသွားပြီးနွားကြခံခိုင်းတာမဟုတ်ဘူးလေစေတနာကောင်းကောင်းထားဆိုတာအကိုအရှင်းဆုံးပြောပြမယ်လူတစ်ဖက်သားကိုတွေ့ပြီဆိုလို့ရှိရင်ဒီလူကောင်းတာပဲလို့လို့ဆိုးတာပဲလို့လို့စေတနာလေးထားလိုက်နော်ကိုထက်အောက်နေအောက်ထက်နေကြတဲ့လူတွေလို့ရှိရင်စေတနာထားပြီးပေးကမ်းလူချက်လူတန်းစွန့်ကျဲလိုက်နော်ကိုထက်မြင်တဲ့လူတွေလို့ဆိုလို့ရှိရင်လေပြောမယ်ဆိုလို့ရှိရင်မူရိတာပွားပြီးတော့အော်ဒီထက်ပို့ပြီးချမ်းသာပါစေချမ်းသာပါစေအဲ့လိုစေတနာကောင်းခိုင်းတာစေတနာကောင်းတဲ့ဆိုတာကကိုယ့်ရဲ့စိတ်စိတ်နှလုံးကိုဖြူစင်ခိုင်းတာ နော်သွားပြီးနွားကြခံခိုင်းတာမဟုတ်စေတနာကောင်းရင်ကံကောင်းမယ်ဆိုတဲ့စကားကဂျင်းစကားမဟုတ်ပါဘူးဖရာစကားပါနော်ဖရာရဲ့ဖရာရှင်ကိုရုံမြတ်ကြီးကိုယ်တိုင်ဟောခဲ့တဲ့စကားဖြစ်တဲ့အတွက်ဘယ်တော့မှအမှားပြန်ဆိုတာမရှိပါဘူးနော်မှားတာမှန်တာကလူတွေကကိုယ့်ရဲ့စိတ်နဲ့ပဲကိုယ်ဆိုင်ပါတယ်ဖရာစကားကတော့မမှားပါဘူးညီမရေနော်ဂျင်းစကားလို့တော့မလုပ်လိုက်ပါနဲ့ကွယ်ကြံတဲ့လူတွေပါဟိုပြောမှဆိုရေလိုက်လွဲသွားမှာဆိုလို့ပါနော် ။အညီမတွေဒါဆင်ခြင်နိုင်အောင်ပြောပြပြီးတာဖြစ်ပါတယ်။အကိုညီမတို့စိတ်ဆိုးပြီးဆရာလောက်တာလည်းမဟုတ်ပါဘူးနော်။နောက်ကကြလို့ရှိရင်စကားလေးကိုသေချာဆင်ခြင်ပြောနိုင်ကြပါစေ။ဖះစကားဖះစကားဆိုလို့ရှိရင်လည်းဖះစကားမှန်းသိကြပါစေလို့ပြောချင်ပါတယ်။အားလုံးကျေးဇူးပါ။